ယောက်ျားရမှာဘဝကဖြစ်ကျင်နိုင်ဖြစ်နေတဲ့ညီမလေးကိုတနာကြောင်ပြောမိတဲ့မက်ဖြစ်သူရဲ့ဆဲဆိုတာကိုခံနေရတဲ့မအေးတောင်းမင်္ဂလာပါပရိသတ်ကြီးရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရီမကြခင်အိမ်တော်ကြပြီးတော့ပြည်သည်မှာခြေချနေတိုင်းနဲ့စွေတောင်းကတော့အခုနောက်ပိုင်းမှာသူ့ရဲ့လှူရှားမှုကိုလိုင်းပေါ်မှာတော်ရုံမဖော်ပြပါဘူးသူတိတ်တိတ်နေထိုင်ရင်းနဲ့ဖြတ်တန်းနေသူလည်းဖြစ်ပါရီအိမ်တော်ကြပြီးနောက်ပိုင်းမှာ social media တိတ်မတုံးတော့တဲ့စွေတောင်းကတော့တားလေးကိုကိုဝင်ဆောင်ချိန်မှာပို့ပြီးတော့တောင်းမှငြိမ်ချက်သာကောင်းနေကြတဲ့ထီပါပဲစွေတောင်းကတော့တားလေးကိုကိုဝင်ဆောင် ောင်းနေချိန်မှာဆိုရှယ်မီဒီယာအသုံးပြုတော့တယ်လို့မိသားစုနဲ့မဆက်သွယ်မလုပ်တော့တဲ့အထိငြင်းနေကြတာပါ။သူကတာဟုတ်ကလေးကိုနိုင်ငံသားမှမွေးဖွားရမှာမို့စိတ်အားငယ်နေမှအသေးစားပါပဲ။မိသားစုတွေက တနေရာမှာနေထိုင်နေသလိုသူတယောက်တည်းကလေးမိဖွားရမှာမလို့အငငယ်စေဖြစ်ပေါ်နေကြတာလည်းဖြစ်ပါရင်မေးတောင်ကတော့ညီမဖြစ်သူကနှုတ်ကထုတ်မပြောပေမဲ့ဒီချိန်မှာစင်အားငယ်နေမှာတေးကြရေးဆိုပြီးလိုင်းပေါ်ကနေခွန်အားတွေကိုပေးနေကြတာလည်းဖြစ်ပါရင်မေးတောင်ကတော့အမတယောက်ဖြစ်ပေမဲ့ညီမဖြစ်သူပေါ်မှာစိုးရင်စေအပြေရှိပါရင်နိုင်ငံရဲ့ကြားမှာတအိုးတအိမ်ထူထောင်ထားတဲ့ညီမဖြစ်သူအစင်မပြေမှာကို အမေပြီးရင်သူကစိုးရင်ဆုံးမယ်လို့ဆိုပါရင်စိုးရီတောင်ကအိမ်မှာဆိုရင်အငယ်ဆုံးလေးမလို့အားလုံးကကလေးတယောက်လိုလိုလိုက်ထားကြတာပါအငယ် ဆုံးလေးထွေးဆုံးလေးမလို့ဘာမှမခိုင်းတယ်လို့စိုးရီတောင်းကလည်းဘာမှမလုပ်တတ်ပါဘူးစိုးရီတောင်းကမိသားစုရဲ့ချစ်ခင်ကလေးမို့ထမင်းအိုးတောင်မှချက်ဖို့မပြောနဲ့ခလုတ်တောင်မှမနေတတ်တယ်လို့အိမ်မိုးကိစ္စဆိုတာကအဝေးကြီးမှပါပဲအိမ်မှာဆိုရင်ထမင်းခလုတ်တောင်မှမနေတတ်တဲ့ညီမဖြစ်သူဟာ အခုဆိုရင်ဓမ္မောက်တောင်မှဖောက်တက်တယ်လို့တပြည့်စီမလဲဘူးတဲ့သူကတအိမ်လုံးရဲ့တာဝန်ကိုယူရတယ်ဆိုပြီးညီမဖြစ်သူရဲ့အဖြစ်တချို့ကိုရှင်းပြလာခဲ့တာလေးဖြစ်ပါရင်ပုံမှန်ဆိုရင်ဘီယိုရဲကအဝတ်တွေကိုရွေးပြီးတော့ဝတ်ခဲ့တဲ့အငယ်ဆုံးလေးကအခုဆိုရင်ကလေးဝတ်အထက်လိုက်ကြီးကိုမိဖို့တိုက်တက်နေပြီဆိုပြီးတော့ပြောင်းလဲသွားတဲ့ညီမဖြစ်သူရဲ့အကြောင်းကိုပြောပြလာခဲ့တာပါမိအီတောင်ကတော့ညီမဖြစ်သူရဲ့အိမ်နာမှုနိုင်နေမှုကိုကြည့်ပြီးဝမ်းနေရမှာလားဝမ်းတရမှာလားဆိုတာတောင်မှမသိတော့ဘူးလို့ဆိုလာခဲ့ပါရင်အကုန်လုံးလုတ်တက်ပြီးတော့အိမ်နာမှုနိုင်နေတဲ့ချီချူးဝမ်းတရမှာလားဒါမှမဟုတ်ဘာမှမလုပ် ်ခဲ့ပေတဲ့နဲ့ကလေးလေးကအခုလိုလုပ်ရတာတွေကြည့်ပြီးတော့ဝန်ထဲရမှာလာမသိတော့သလိုအင်ပေါ်လီအရာရာကပြောင်းလဲကြပါတယ်ဆိုပြီးတော့ညီမဖြစ်သူတယောက်တည်းလုံနေရတဲ့ကိုကြည့်ပြီးအစင်မကောင်းဖြစ်နေကြတာလည်းဖြစ်ပါတယ်။မေအီတောင်းကတော့ကလေးတယောက်တည်းအိမ်မှုကိစ္စလုံးဝနေရတဲ့ညီမဖြစ်သူကိုကြည့်ပြီးအစင်မကောင်းဖြစ်ခဲ့ရတယ်လို့လိုင်းပေါ်မှာစတင်ပြီးရှင်းပွင့်ခဲ့တာလည်းဖြစ်ပါတယ်။ အမိုကိစ္စဆိုတာအမျိုးသမီးတိုင်းလုပ်နေရတာမှပဲမဲ့အမတယောက်နေနဲ့မကြည့်ရတဲ့စိတ်နဲ့ခုလိုရေးသားကြတာလည်းဖြစ်ပါရည်။မေးတောင်ကတော့အမကြီးအမိအားပေးပြီးညီမလေးပြင်ပန်းနေတာကိုကြည့်ပြီးတော့ဝန်းနေနေကြတာမလို့ခန်းစားချက်တွေကိုရေးသားခဲ့ပေမယ့်မက်ဖြစ်သူကြားပေါက်ကတော့မစီမနေဖြစ်နေရလည်းဖြစ်ပါရည်။ကြားပေါက်ကတော့မအေးတောင်ရဲ့အပြောတွေကိုတိုးယုံစိတ်ဝင်စားပေမယ့် မပီးနိုင်အောင်ပြောနေလို့ဆိုပြီးတော့အခုလိုပဲပောက်ကွဲလာပြီးလဲဖြစ်ပါရင်ကြားပေါက်ကတော့အာရင်တနာပြနေတဲ့မအေးတောင်းကိုအခုလိုပဲပြောဆိုလာခဲ့ပါပြီအဲ့လောက်တနာစရာကောင်းနေလဲနင်းလို့ခရိုနီနဲ့ယူခိုင်းလိုက်လေတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်ဆိုပြီးတော့ပြောဆိုခဲ့တယ်လို့စိတ်ဆုံမှုတချို့ကပါလုပ်ခဲ့ပါသေးတယ်ကြားပေါက်ကတော့မိသားစုတွေဖြစ်ပေမဲ့ဂျားတုံးကြောင်ဝင်ပါနေတဲ့မအေးတောင်းရဲ့ပြောဆိုတွေကိုအခုလိုပဲတုတ်ပြန်ခဲ့တာလဲဖြစ်ပါရင်ပရိသတ်လေးတို့ရောသူတို့နှစ်ယောက်ပြဿနာမှာဘသူကလုံးနေထင်းလဲဆိုတာပြောခဲ့ပေးပါဦးရှင်ဟုတ်ကဲ့ပါအခုလိုစိတ်ဝင်စားဖွယ်တဲ့တင်ကြောင်းရတဲ့ပြင်နောက်ထပ်လည်းနုပညာ ရှင်နေစိတ်ဝင်စားစရာကောင်းတဲ့တရင်ကြောင်းရာတွေကိုအချိန်နဲ့ပြင်းညီတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။